လေပြင်းညင်းလေးတိုက်ခတ်ပြီးအေးချမ်းနဲ့လာရောင်အောင်မှာကြယ်လေးတွေလိုမိတ်တုံမိတ်တုံနဲ့တောက်ပနေကြတဲ့ဘိုးဆောင်ကျူးလေးတွေကိုမြင်အောင်ကြည့်လိုက်ပါသူတို့နဲ့ပတ်သက်ပြီးတော့ကဘာတပွဲမှာဘလို့ဒန္တာကြီးပုံပြင်နေရှိခဲ့ကြတယ်လေသူတို့ရဲ့ခန္ဓာကိုယ်ကဘလို့ကြောင့်မီးလင်းတာလဲဘာအတွက်မီးလင်းတာလဲဆိုတာနဲ့တခြားစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကို Animal Lover မြန်မာ Channel လေးကနေပြီးတော့တင်ဆက်ပေးသွားပါမယ် ရာစုနှစ်ပေါင်းများစွာကတည်းကပိုးဆောင်ချူလေးတွေနဲ့ပတ်သက်ပြီးတော့ဆိုယိုးပုံပြင်တွေများစွာရှိခဲ့ကြပါတယ်။ဂျပန်နိုင်ငံမှာတော့ပိုးဆောင်ချူလေးတွေဟာကြဆုံသွားတဲ့စစ်တီတော်တွေဒါမှမဟုတ်ရှေးလူကြီးတွေရဲ့ဝိညာဉ်တွေအလဲပြန်လာကြတာလို့ဆိုစမဲရှိကြပါတယ်။အေရီကန်လူရိုင်းညီတွေကတော့ပိုးဆောင်ကျူးလေးတွေဟာလမ်းပြောက်တဲ့သူတွေကို လမ်းပြတဲ့သူတွေ အမောင်ရံထဲကို အလင်းယူဆောင်လာတဲ့သူတွေလို့ဆိုစမဲ့ရှိကြပြီးတော့ပုံဖြစ်တစ်ခုရှိခဲ့ပါတယ်။အဲ့ဒါကတော့ပိုးဆောင်ကျူးတွေဟာအရင်တော့ကအခုလိုမိတ်တုံ မိတ်တုံမဟုတ်ပဲနဲ့ဆက်တိုက်လင်းနေကြပါတယ်။ဒါပေမဲ့တရက်မှာတော့မြေခွေးတကောင်ဟာသူတို့ကိုလဲ့စားပြီးတော့သူတို့ရဲ့ခန္ဓာကိုမီးလင်းရတဲ့လွယ်ဝချက်ကို ပြောပြခိုင်းခဲ့ပါတယ်။ပြီးတော့ သူ့ကိုယ်ကိုလည်းမီးလင်းဖို့စူးစမ်းရင်းမအောင်မြင်တာကိုပိုးဆောင်ကျူးလေးတွေတိသွားတော့အရင်အလိုဆက်တိုက်မလင်းနေတော့ပဲနဲ့ဒီနေ့မြင်တွေ့နေရတဲ့လူမျိုးမိတ်တုံမိတ်တုံပဲလင်းကြတော့တာဆိုပြီးတော့ပုံပြင်လေးရှိခဲ့ပါတယ် ဖိလစ်ပိုင်နိုင်ငံမှာတော့စုခိုနဲ့ပိုးဆောင်ကျူးလေးများဆိုတဲ့ပုံပြင်တစ်ပုဒ်ရှိပါတယ်။စုခိုလို့ခေါ်တဲ့လူတစ်ယောက်ကပျောက်ဆုံးနေတဲ့သူ့ရဲ့ချစ်သူလေးကိုတောနတ်ထဲမှာမီးတုပ်လေးကိုကင်ပြီးတော့မနာတဲ့ရှာဖွေနေခဲ့ပါတယ်။သူရဲ့မလျှော့တဲ့ဆွဲလုံးလားကြောင့်နတ်ဖယားတွေကတတိထားမိသွားပြီးတော့သူ့ရဲ့မိတုပ်လေးကိုပိုးဆောင်ကျူးလေးတွေအဖြစ်ဖန်ဆင်းပေးလိုက်ကြပါတယ် အဲ့ဒါကြောင့်သူ့ရဲ့မိကအဆုံးမတက်သွားပဲနဲ့ယနေ့ထိဆက်ရှာဖွေနေတော့မှာပဲတဲ့။ရုပ်ပြီမှာတော့ဘိုးဆောင်ကျူးလေးတွေဟာစူးစားအားထုတ်မှုလေးလာစီပူမှုတို့နဲ့ဆက်ဆက်နေကြတယ်လို့ဆိုကြပါတယ်။ရှိပုံမြင်ထဲမှာတော့စေရွယ်နံပါတ်တဲ့ပညာတော်တင်တယောက်ဟာညဖက်စာကြည့်ဖို့မီးမရှိလို့ပိုးဆောင်ကျူးလေးတွေကိုဖမ်းဆူစီးထားပြီးတော့စာကြည့်မီးအဖြစ်သုံးခဲ့ကြတယ်လို့ဆိုကြပါဗျ ထိုင်းနိုင်ငံရဲ့ Empower ရေပေါ်ဈေးကတော့ပိုးဆောင်ကျူလေးတွေကြောင်းကြော်ကြားပြီးတော့သူတို့တွေကိုကြည့်ဖို့လှေခရီးစင်တွေလည်းရှိပါတယ်။ဒေတာခန်တွေကတော့ဒီပိုးဆောင်ကျူလေးတွေဟာမြစ်ကိုလမ်းပြပြီးပြီးတော့ကာကွယ်ဆောင်ရှောက်နေကြတဲ့တဘာဝရဲ့ဝိညာဉ်တွေလို့ယုံကြည်ကြပါတယ်။ကျမတို့မြန်မာပြည်မှာတော့ခြေရွာဖက်တွေရရှေးလူကြီးတွေက ပိုးဆုံးကျူးလေးတွေကိုတွေ့ရင်အနီးနားမှာရှင်ရတိယဟန်တပါးရဲ့ဝိညာဉ်ကငိမ့်ချမ်းစွာတရားအားထုတ်နေလို့လို့ပြောခဲ့ကြပါတယ်။သူတို့နဲ့ပတ်သက်တဲ့ယုံတန်းပုံမြင်တွေအကြောင်းသိပြီးပြီဆိုတော့သူတို့ဘဝအကြောင်းကိုဆက်လက်တင်ပြပေးသွားပါမယ်။ English လို့ firefly လို့ခေါ်တဲ့ဒီပိုးဆုံးကျူးလေးတွေဟာ fly ဆိုတဲ့ရင်ကောင်မျိုးနွယ်စုထဲကမဟုတ်ကြပြန်ပါဘူး။တကယ်တော့သူတို့ဟာ beetle လို့ခေါ်တဲ့မျိုးနွယ်စုဝင်နေပါ။ ြီးတော့သူတို့ရဲ့အလင်းရောင်ဟာလျှက်စစ်မီဒီတွေလို့မပူကြပါဘူးသူတို့ဝမ်ပိုက်ထဲကဓာတ်ရုပ်ပစ္စည်းတွေပေါက်ဆက်ပြီးတော့ဘိုင်ယိုလူမီဆင်လို့ခေါ်တဲ့ဓာတ်ပြူမှုကနေမှအလင်းရောင်ထွက်ပေါ်လာတာမျိုးပါ သူတို့အဲ့လိုလင်းကြတာဟာလည်းကြပန်းမဟုတ်ပါဘူး။သူတို့ဟာအဲ့ဒီမိတ်တုံးမိတ်တုံးအလင်းရောင်ကိုအသုံးပြုပြီးတော့အချင်းချင်းဆက်တွယ်ကြပါတယ်။အထီးတွေကအမတွေကိုဆွဲဆောင်ဖို့အတွက်ကိုပိုင်စီချက်ကိုစီနဲ့လင်းကြသလိုအမတွေဟာလည်းတူမတူတဲ့စီချက်ကိုစီနဲ့ပြန်လည်ပြီးတော့တုံ့ပြန်ကြပါတယ်။ အဲ့ဒီအလင်းရောင်နဲ့အချင်းချင်းဆက်တွေ့ရုံနဲ့မကပဲတချို့မျိုးစိတ်ကအမတွေဟာသူတို့မိတ်လိုက်ပြီးတဲ့အခါတခြားပိုးဆောင်ချူမျိုးတွေစုတွေရဲ့မိလင်းတဲ့ပုံစံတွေကိုလိုက်မှတ်ပြီးတော့မှ အဲ့မျိုးနယ်ဆိုတာအထီးတွေကိုဖျားယောင်းပါတယ်အထီးတွေက ချင်းကက်လာပြီဆိုရင်တော့သူတို့ဟာအဲ့ဒီအထီးတွေကိုစားပြစ်လိုက်ကြပါတော့တယ်နောက်ပြီးတော့တချို့ပိုးဆုံးကျူးတွေဟာဆိုရင် သူတို့စားနေကြအစာတွေကခတ်တက်ပြီးတော့အစိတ်အောက်ဖြစ်စေတဲ့ဓာတုဖြစ်စီတွေကိုဝမ်ပိုက်ထဲမှာစုထားပြီးတော့သူတို့ကိုစားသုံးမဲ့တားရဲတရိတ်ဆန်နေနဲ့တွေးတဲ့အခါငါခါရင်းငါ့ကိုမစားနဲ့ဆိုတဲ့ပုံစံမျိုးနဲ့မျိုးလင်းကြပါတယ် သူတို့ဟာအရွယ်ရောက်လို့ပြန်တန်းနိုင်တဲ့အဆင့်ကျမှမီးလင်းကြတာမဟုတ်ပါဘူး။တားလောင်းအဆင့်မြေကြီးထဲမှာကတည်းကသူတို့ရဲ့ခန္ဓာကိုယ်ကမီးလင်းကြပါတယ်။အစင်းတွေလိုပဲသူတို့ဟာလည်းဘဝရဲ့အချိန်အများစုကိုတားလောင်းအဆင့်နဲ့မြေကြီးထဲမှာခရုတွေပက်ကြည့်တွေကိုစားသုံးပြီးတော့ဖြတ်တန်းကြပါတယ်။အခုသူတို့နဲ့ပတ်သက်ပြီးတော့ကျမတို့တိထားတဲ့အချက်တွေထဲကမားနေတဲ့အချက်တွေနဲ့မန္တာတွေကိုပြောပြပေးပါမယ်။ ပိုးဆုံးကျူးတိုင်းမီလင်းနေပိုးဆုံးကျူးမန်တိုင်းမီမလင်းကြပါဘူးတချို့ပိုးဆုံးကျူးမျိုးနွယ်စုတွေက အလင်းရောင်နဲ့အချင်းချင်းမဆက်တွေ့ကြပဲနဲ့အနက်အတက်ထုတ်လွှတ်ပြီးတော့မှဆက်တွေ့ကြပါတယ်သူတို့ကပြန်တန်းတဲ့အဆင့်မှာအချိန်ကြကြအသက်ရှင်ကြတယ်။ကျမတို့မြင်တွေ့နေရတဲ့ပြန်တန်းနေတဲ့ပိုးဆုံးကျူးလေးတွေဟာရက်တစ်ပတ်အနည်းငယ်ပဲအသက်ရှင်ကြပါတယ်။ တခါတလေမှာရက်ပိုင်းလေးပဲအသက်ရှင်ကြပါတယ်ဒီပြန်တန်းနိုင်တဲ့အရွယ်မှာသူတို့ရဲ့ရည်ရချက်ကတော့မိတ်လိုက်ပြီးတော့မှမျိုးပွားကြဖို့ပါပဲသူတို့ဟာတားလောင်းအစ်စ်မြေကြီးထဲမှာတော့တခါတလေနှစ်နဲ့ချီပြီးတော့နေထိုင်အသက်ရှင်နိုင်ကြပါတယ်သူတို့ကိုဖမ်းပြီးပိတ်လောင်ထားတာကအရန်ထိခိုက်စေတယ် သူတို့ကိုဖမ်းလောင်ထားပြီးတော့သူတို့အလင်းရောင်တွေကိုလက်ထဲရှိနေတာက မိုက်တယ်မော်ဆန်တယ်လို့ထင်ရပေမဲ့လေအချိန်ကြာကြာဖမ်းထားတာက အထူးသဖြင့်သူတို့အတွက်လိုအပ်တဲ့ရေဓာတ်နဲ့အစားအစာမရှိတာက သူတို့ကိုရေဓာတ်ခံချောက်ပြီးတော့မှတည်စီနိုင်ပါတယ် သူတို့ရဲ့ဘဝအချိန်တွေကမှအချိန်တူတူလေးပဲပြန်တန်းခွင့်ရတဲ့အဲ့ဒီအချိန်တူတူလေးတွင်မှာပဲသူတို့ဆက်လက်တည်ရှိကြဖို့မိတ်လိုက်ကြရတာမို့လို့မဖမ်းမဲနဲ့သူတို့တဘာဝအတိုင်းမီလင်းမီတကောင်နဲ့တကောင် အချက်ပြဆက်တွေ့နေတာလေးကိုပဲကြည့်ရှုခံစားကြပါလို့အကြံပြုချင်ပါတယ်ရှင်။သူတို့ဟာကဘာပေါ်ကနေရာတိုင်းမှာရှိတယ် သူတို့ဟာကဘာပေါ်မှာအနတ္တိကတိုက်ကလွဲလို့တခြားနေရာတိုင်းမှာရှိတယ်ဆိုပေမဲ့စိတ်မကောင်းစရာကတော့သူတို့အရေးအတွက်ကတကဘာလုံးအတိုင်းအတာနဲ့ယော့ကြလာနေပါပြီ။သူတို့အသက်ရှင်ကျင်လည်ကျက်စားစရာနေရာဆုံးရှုံးတာပိုးသက်စေတုံးတာနဲ့အလင်းရောင်ညစ်ညမ်းမှုတွေကသူတို့ကိုမျိုးတုံးပြောက်ွယ်သွားစေဖို့ချိန်ချောက်နေတဲ့အတ္တိကအချက်တွေပါပဲ။အဲ့ဒါဆိုသူတို့ကိုဘယ်လိုကူညီပေးလို့ရမလဲ။ အလင်းညဉ့်ညံမှုဟာသူတို့ကိုအချိန်ချောက်ဆုံးအရာပါလူလုံးမီအလင်းရောင်တွေကသူတို့ရဲ့တောက်ပမှုကိုလျှော့ကြစီပြီးတော့မှတကောင်နဲ့တကောင်ရှာတွေ့ဖို့အတွက်အဆက်တွေလုပ်ဖို့ခက်ခဲစေပါတယ်အဲ့လိုအဖြစ်မျိုးကနေကာကွယ်ပေးချင်နေဆိုရင်တော့ ညာဖက်တွေမှာအပြင်းမီးတွေအထူးသဖြင့်နွေရာဒီမှာပိတ်ထားပေးတာမျိုးတကယ်လို့မဖြစ်မနေမီးထွန်းရမယ်ဆိုရင်တော့အရန်လင်းတဲ့အဖြူရောင်မီးဒီတွေအစားအလင်းဖြော့ဖြော့ပဲလင်းတဲ့မီးအဝါရောင်တွေထွန်းပေးတာကသူတို့ကိုအနောက်အရှက်နေစေပါတယ်ပိုးတက်စင်းနဲ့သူတို့အသက်ရှင်ကျင်လည်ကြက်စားစရာဆုံးရှုံးရတာတွေအတွက်ကိုတော့ ကိုယ့်ရဲ့ channel မှာ ပိုသက်စိမတုံးတာသူတို့နေထိုင်ဖို့ဒေတာမျိုးရင်းအပင်ငယ်တွေနဲ့မျက်ပင်ရှည်တွေထားထားပေးတာဒီဗီဒီယိုလေးကိုတခြားသူတွေပါမြင်ပြီးအတိတ်တိုးပွားအောင် share ပေးတာမျိုးတွေက အရန်ကူညီပေးရရောက်ပါတယ် အဲ့ဒီတပါဝရဲ့မော်ဆန်နဲ့မိတ်တုံမိတ်တုံအလင်းရောင်လေးတွေမရှိတော့တဲ့အနာကက်ကြီးကိုမြင်အောင်ကြည့်ပါကျမတို့မှာအခုဒီတပါဝရဲ့ live show ပွဲလေးကာကွယ်ဆောင်ရှားပေးဖို့အခွင့်အရေးရှိပါသေးတယ်အခုဒီဗီဒီယိုလေးကိုပုံပြင်လေးတစ်ပုဒ်နဲ့အဆုံးသတ်ချင်ပါတယ်လာရောင်မိန်ဖြောဖြောနဲ့ညခင်တစ်ခုမှာပိုးဆောင်ကျူးအကောင်ပေါင်းများစွာက YouTube ပြန်တန်းကောက်ခုန်နေကြပါတယ် အဲ့ဒီအထဲမှာ flicker ဆိုတဲ့ဘူးဆုံးကျူးလေးတစ်ကောင်က သူ့ညီကိုမောင်နှမတွေအလင်းရောင်ကိုစီနဲ့တောက်ပနေကြတာကို အားကြမြင်သက်စွာနဲ့အမောင်ထဲကနေငေးကြည့်နေခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူ့ရဲ့ခန္ဓာကိုယ်ကတခြားကောင်လေးတွေလိုမျိုးမီးမလင်းနိုင်ပါဘူး။သူဘလောက်ပဲကြိုးစားကြိုးစားသူ့အလင်းကမမြင်လိုက်ရခင်မှာပဲပျောက်ပျောက်သွားတာကြောင့်ပါပဲ။အဲ့ဒါကြောင့်သူကတခြားဘိုးဆုံးကျူးလေးတွေနဲ့အဆက်တွေမလုံနိုင်ပဲတကောင်သေးဝမ်းနေနေရရှာပါတယ်။ တညမှာတော့အသက်ကြီးလို့အလင်းရောင်ဖြော့ဖြော့လေးပဲလင်းနိုင်တော့တဲ့ပိုးဆုံးကျူးအိုပညာရှိကြီးကအမောင်ထဲမှာပုံရှိုးွယ်ရှိုးနဲ့ဝမ်းနဲ့အားငယ်နေတဲ့ flicker လေးကိုတွေ့သွားပြီးတော့မင်းပါလို့ပုံနေတာလဲကောင်လေးဆိုပြီးတော့မေးပါတယ်။အဲ့ဒီတော့ flicker လေးကသူ့ရဲ့အကြောင်းအကုန်စင်ကိုရင်ဖွင့်ပြလိုက်တဲ့အခါမှာတော့ပိုးဆုံးကျူးအိုကြီးကပြုံးပြီးတော့အခုလိုပြန်ပြောပါတယ်။ အလင်းရောင်ဆိုတာမင်းကိုထဲရလာတဲ့တခုတည်းတော့အရာမဟုတ်ဘူးကွအလင်းရောင်ဆိုတာရီမန်းချက်ပဲတခါတလေမှာအရေးကြီးဆုံးအလင်းရောင်ဆိုတာဟာလေတခြားတို့တွေကိုပို့ပြီးတောက်ပလာအောင်ကူညီပေးတာမျိုးလည်းဖြစ်နေတတ်တယ်ကွအဲ့ဒီစကားကိုကြားပြီးအာသက်ထွားတဲ့ဖလစ်ကလေးဟာအရှုံးပေးဝမ်းနဲ့မနေတော့ဘဲနဲ့သူ့အလင်းရောင်ကိုအတောက်ပဆုံးဖြစ်အောင်ကြိုးစားမဲ့စာသူ့ဟာသူ့အလေးလာဆုံးတင်ယူဆုံးဖြစ်အောင်ကြိုးစားခဲ့ပါရဲ့ ူကတခြားပိုးဆောင်ဂျူမီတာဆိုဝင်တွေရဲ့အချက်ပြဆက်တွေပုံတွေကိုတင်ယူခဲ့တယ်။ပြီးတော့အဲ့ဒီမိသားစုဝင်တွေစီကအကောင်ငယ်တွေတင်ကွဲပြီးလမ်းပြောင်းနေတဲ့အခါမျိုးတွေမှာသူ့ရဲ့လင်းနယ်လို့ဆိုရင်အလင်းလေးနဲ့လမ်းပြပြီးခဲ့ပါတယ်။သူ့ရဲ့အလင်းရောင်ကပိုးဆောင်ဂျူတွေကြအတောက်ပဆုံးမဖြစ်ခဲ့ပေမဲ့ကတခြားမိသားစုဝင်တွေရဲ့အချက်ပြဆက်တွေပုံတွေကိုလေ့လာတင်ယူနိုင်ခဲ့ပါတယ်။ ဲ့ဒီလိုနဲ့ပဲမိအလင်းရောင်အမိန်ဆုံးပိုးဆုံးကျူးလေးဖလစ်ကာလေးကသူ့ရဲ့ကိုပိုင်နီလန်းလေးနဲ့ပဲတခြားပိုးဆုံးကျူးလေးတွေရဲ့အားထားစရာဆောင်ရှောက်သူဖြစ်လာခဲ့ပါတော့တယ်ပုံပြင်လေးကတော့ဒါပါပဲရှင်။ကျမတို့ဟာလေ flicker လေးလိုပဲတခါတလေမှာငါကဘာမှမဟုတ်တာငါလှုပ်လို့လည်းဘာမှထူလာမှာမဟုတ်ပါဘူးလေဆိုပြီးသွေးမိကြတာမျိုးရှိတတ်ပါတယ်။ ဒါပေမဲ့ဒီအကောင့်လေးတွေထာဝရမပြောက်ွယ်သွားဖို့အတွက်စူးစမ်းအားထုတ်မှုတစ်ခုစီတိုင်းသူတို့လေးတွေရဲ့အလင်းရောင်လေးတွေကိုတန်ဖိုးထားမိတဲ့အခိုက်တန့်တိုင်းကသူတို့မပြောက်ွယ်သွားဖို့အတွက်အထောက်ပံ့ဖြစ်စေတယ်ဆိုတာကို Flickr လေးရဲ့ပုံမြင်ကတည်တည်ပြပြီးသွားပြီးဖြစ်ပါတယ်။ ယခုကြည့်ရှုခဲ့တဲ့ဗီဒီယိုလေးကိုကြိုက်နှစ်သက်ခဲ့ရင် like ပေးခဲ့လို့ရတယ်လို့ဖြည့်ဆွတ်ဆွေးနွေးချင်တာရှိရင်လည်း comment မှာရေးခဲ့လို့ရပါတယ်ရှင်။နောက်များမှာလည်းကျမတို့မထူးဆန်းလာဘူးလို့ထင်ရတဲ့အကောင့်လေးတွေရဲ့ထူးခြားတဲ့အချက်လေးတွေသိရအောင်လို့ Animal Lover မြန်မာ channel လေးကို subscribe လေးလုပ်ခဲ့ပေးပါ။ဒါဆိုကျမတို့တက်နိုင်တဲ့လောက်လေးတွေနဲ့ဒီအကောင့်လေးတွေထာဝရမပြောက်ွယ်သွားဖို့ကြိုးစားကြရင်းနဲ့နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်။